ဝီလီယမ်မန်ရမီကိုပြခြင်းလောက၌နေလိုရက်တို့အာထုတ်ရသောအမြနေရှိရက်ရှိအာထုတ်ရသောအမှုအဖြစ် နှစ်ပါးပြရှိ၏ထိုနှစ်ပါးတို့တွင် နေတို့ရက်တို့အာထုရသော အမှုကို မနာမနေအာထုရသည် နေရှိရက်ရှိအာထုရသော အမှုကိုဆိုင်းဆိုင်းတရတဆတဆတောင်းမြင့်မြင့်ကိုတတ်တော်သူကဲ့သို့အာထုရသည်အင်းစေစသောပညာသည်လည်းသုံးနှစ်အာထုမှပေါရောက်နိုင်သည်ဆယ်နှစ်နှစ်အနှစ်နှစ်ဆယ်၃၀နှစ်၄၀အာထုမှထွက်မြောက်နိုင်เจ้าကိုနတ်မြအပြောရှိသည်သူဖြစ်၍ မှန်မှန်မြဲမြဲအားထုတ်ရသည်ကြံစီအားထုတ်ရင်တည်လျင်တည်သွားပါစေဟုစိတ်ကိုထားရမည်အထက်ထထုံ၍ယခုဘဝထင်ရှားနိုင်သည်ကို ပြခြင်းအတေဝီတော်ဘာဝီတော်ဘဟုလိကတော်ဖျားဟောဒေသနာတော်နှင့်အညီမကောင်းမှုကိုများစွာလေးလာတော်သူအားမကောင်းကျိုးပေးသောအခါအလုံးပေး၏ထို့အတူ ကောင်းမှုကိုများစွာထုံထားတော်သူအားလည်းကောင်းကျိုးပေးသောအခါအလုံးပေး၏တစ်ခုခုကိုမူ အထက်ထက်ပြူရ၌တဆင့်တဆင့်အားရှိသည်ဖြစ်၍လကောင်းသဘောတူအကူပန့်ကိုရသည်လကောင်းထင်ရှားသားစွာဖြစ်လာတတ်ဤတာမန်သူတို့မဖြစ်စေနိုင်သည်ကိုအလွယ်တကူဖြစ်စေနိုင်သည် ထိုစကားတင့်စွာ ပကံပရင်လက်ထက်ဤအကရှိတတ်ထိုဤအကသည်တန်ငါအတတ်၌အလွန်အားထုတ်သည်ဖြစ်၍အောက်ညောင်စရီးကငါအုပ်များတက်လာလျင်ဘဲငါမျိုးတွေတက်လာပြီး ပိုက်ကွန်ပြင်ကြဟု သူဤငယ်သားများကိုပြောကြခြင်း အလေးထားရှိ၏ပြောတိုင်းလဲမှန်၏အထက်စကိုင်းမြို့မှာမေတီလာတဦးသည်ဖျားကို နေတိုင်းအမှန်တနာဤတနာဤရှိခိုးလေးရှိ၏၃နှစ်၄နှစ်ခန့်ရှိခိုးမိသောအခါဇေဒီတော်ဤတစ်ဖက်တစ်ချက်တွင်နှက်တားနှစ်ယောက်ခွဲထွက်လာတကယ်သို့ထင်လာ၏ထိုနေမှဆ၍အကြောင်းရှိသည်မြကို နားမှကြားလာ၏တေခါနီးအချိန်ခါ9ရက်လောက်က9ရက်လည်လျင်တေတော်မီ ကုသိုလ်တရားအားထုတ်ပါဟု ပြောကြားလာ၏အထီးကရာတစ်ပင်ပေါင်း30ဖော်ရသော ပူစေးကို၃နှစ်စာမိ၍ပယောကအရာ၌ကျွန်းထိုးလိုက်တေးသည့်ဆိုလိုက်စသည်ဖြင့်ဆိုတိုင်းဆရာ၏တပည့်ဘောဒီကုံဆရာမောင်ဆိုသူဒိဋ္ဌဖြစ်ဘူးသည်တိညာကကိုနှစ်ပေါင်းများစွာတောက်၍ပြဒါများကိုလက်ဖြားနှင့်မတို့ပဲမောင်မင်းမိထဲမှတမွန်းတဲ့အောင်နေရမည်ဟုဆိုလျင်ဆိုတိုင်းမချွတ်လို့၍မိပြင်းထိုးတော်လဲ မပြေးပဲနေစေနိုင်သောတတိထုဖြစ်ရွှေတောင်မြို့နဲ့ရေကန်ဥတုတ္တဤတပည့်ဖြစ်မှုသည်တို့ဖြစ်၍မြည်သည့်ပညာမဆိုမပြင်းမရအကျဉ်းချင်းအာထုတ်လျင်မူချအမှန်ဖြစ်ရတော်သည်ဟုမှတ်ကြလေ